ကျွန်တော်ဒီနေ့ recap လုပ်ပေးမယ့်အပိုင်းလေးကတော့အမရဘိုင်ကိုင်လိုင်းစဉ်အပိုင်း7ဖြစ်ပါတယ်။ gain city ကနေမီဘီယံဘအစ်မေဘီယံတန်နမန်ကိုကျူဆိုပါတယ်ဆိုပြီးတော့ရိုသေပြုတ်နေကြပါတယ်။အေယာမနဆုံမျိုးတွေကအစ်မေဘီယံဘအစ်မေဘီယံလမ်းကြောင်းကိုပွင့်စီဆိုပြီးတော့အဆောက်ဖွင့်လိုက်ပါတယ်။တုံးလာတာပြေလို့တပီအလုံးကျဲမင်းတောင်ကြကထွက်လာကြပါပြီ။ gain city ကလည်းတန်ရကိုစီနဲ့ထွက်လာခဲ့ကြပါတယ်။မိန်ပြခုနှစ်ခုမှတစ်ခုပဲကျန်မာတော့တယ်။တောင်မြန်မာတော့လူတစ်ယောက်တည်းကအမိန်ပြအလုံးကိုယူသွားတယ်လို့ပြောဆိုနေခဲ့ပါတယ်။ဝိုင်းလင်လည်းထွက်လာခဲ့ပါပြီ။ ဝမ်လင်ကအထာရံမင်္ဂနဲ့တိုက်ရလားဆိုပြီးတော့ဝမ်လင်ကအစင်ခေါ်ခဲ့ပါတယ်ဝမ်လင်ကပုံရောင်နဲ့သတိရသာနောက်ပိုင်းအစင်းထိမြင့်တင်ခဲ့ပြီးတော့ထောင်းရောင်ကိုလဲစားတိုက်ခိုက်ခဲ့ပါတယ်။ပြီးမှထောင်းရောင်ကဝမ်လင်အစင်းမဟုတ်ပဲပုံရောင်ဆိုတာသိခဲ့ရပါတယ်။ထောင်းရောင်ကဝမ်လင်ကိုမင်းထွက်မလာဘူးဆိုရင်မင်းရဲ့မိဘရဲ့ဝိညာဉ်တွေကိုအစိုးပြဖြစ်မယ်လို့ပြောခဲ့ပါတယ်။ဝမ်လင်ကရက်လိုက်စမ်းဆိုပြီးတော့ထွက်လာခဲ့ပါတယ်။ထောင်းရောင်ကပထမတော့ပုံရောင်ဒုတိယတော့မင်းပုံရောင်မဟုတ်တော့ဘူးမလားဆိုပြီးတော့စားတိုက်ပါတော့တယ် ဝမ်းနေကအပြောင်ရေခဲနဲ့ထောင်းရံကိုခိတခဲစေပြီးအလံကိုလှုပ်ပြီးတော့ပြေးပါတော့တယ်။ထောင်းရံကအလံကနေဝမ်းနေလက်ကိုဝဉ္ဉဘုကစေပြီးတော့ဖောက်ခွပြလိုက်ပါတယ်။ဝမ်းနေကတုတ်ဆိုင်မနေပဲသူ့ရဲ့လက်ကိုဖျက်ရှားပြလိုက်ပါတော့တယ်။ထောင်းရံကဝမ်းနေကိုပိတ်လောင်လိုက်ပါပြီ။ကိုယ့်ရဲ့သွေးသားရင်းချာကတိုက်ခိုက်တာကိုခံစားကြည့်လိုက်ဆန်းဆိုပြီးတော့ထောင်းရံကဝမ်းနေကိုတိုက်ခိုက်ပါတော့တယ်။ဝမ်းနေကအမိန်ရွာကိုထုတ်ပြီးဆင်းပြေပြင်ပြင်ပလမ်းကြောင်းကိုနေရာရှိပြောင်းခြင်းအတက်နဲ့တော့ဖို့အလုံးမှာထောင်းရံကအမိန်ရွာကိုဖြည့်ဆည်းပြလိုက်ပါတော့တယ်။ ပြင်ကအကိုင်းတိတိကလည်းထားရံကိုအမိန်ပြောက်ကိုဖြည့်ဆည်းပြုလို့နေ့900ဆောင်းရအောင်မယ်ဆိုပြီးတော့ပြောနေကြပါတယ်။အုံတော်မရှိတဲ့ကောင်းဆိုပြီးလည်းအပြစ်တင်နေကြပါတယ်။ထွားရံကရေကြကောင်းလိုက်တာငါကအုံမြင့်တီဆောက်ခြင်းအဆင့်ကိုကြောက်နေရတယ်လို့သူစိတ်ထဲမှာတွေးနေခဲ့ပါတယ်။ဝမ်းလင်ကပြောက်ွယ်စားအဖြစ်နေပါပြီ။အဲ့ဒီအချိန်မှာပရိစီယာပေါ်လာပြီးဝမ်းလင်ရဲ့ဝိညာဉ်နဲ့သူ့အဖေမေဝိညာဉ်ကိုတင်းပြီးတော့ဆင်းမြေပြင်လမ်းကြောင်းလေးကိုဝင်သွားခဲ့ပါတယ်။ငါပရိစီဘေကောင်ထီရဲလဲဆိုပြီးတော့အေယာမနဆိုးမျိုးတွေကလိုက်ဝင်သွားပါတော့တယ်။ ။နေ့ကကြာပြီးနောက်မှာတော့အဆင်မပြေမြန်မာလမ်းကြောင်းကပြောင်းပွင့်ခဲ့ပါပြီ။ခိုင်းတီတီကလည်းဝင်ရောက်ပြီးရတနာရီရှာဖွေနေနာရီရှာဖွေနေခဲ့ပါတယ်။စစ်တုနာကအမင်းရဲ့နောက်ဆုံးဆဲဝင်ရှင်ကိုငါကော်ကွယ်ပေးလိုက်တယ်။ဒါကြောင့်ငါမဖြစ်မနေအိတ်ဆက်ရမယ်ဆိုပြီးတော့ပြောက်ကွယ်သွားပါတော့တယ်။ဒီကနေစပြီးတော့အမင်းရဲ့ကံကြမ္မာဘယ်လိုဖြစ်မလဲဆိုတာမင်းပေါ်ဝင်မှုတွေ့ပါတယ်။